။နေပဲလိုအပ်တာတွေကိုပြင်ပြီးတော့အိုကီနာဝါစီစတင်ထွက်ခွာပါတော့တယ်။အရန်သွားချင်တဲ့နေရာလေးကိုရောက်လာလို့ဟန်နာတယောက်ခုံပေါက်ပြီးပြောနေပါဗျ။ဘေးမှာလည်းတခြားခီးသွားတယ်ရှိလို့ထိမ့်ထိမ့်သိမ့်သိမ့်နေဖို့ခြေစာပြောလိုက်ပါဗျ။ဘေးကိုကြည့်လိုက်တော့ခုံပေါက်အော်ဟစ်နေတဲ့စီနီယာတို့အုပ်စုကိုမြင်တော့သူတို့နှစ်ယောက်လည်းစိတ်ညစ်သွားပါတော့တယ်။စီနီယာတွေစီစဉ်ထားတဲ့အချိန်ပင်လယ်ပြင်နဲ့နေမဲ့သူတို့နားမဲ့နေရာကိုတွေ့ရှိခဲ့ပါဗျ။ရေကူးကန်ပါလို့ဂျူနီယာတွေလည်းပြောင်းနေခဲ့ပါဗျ။ အကောင်လုံးတကယ်အဆင်ပြေပေမဲ့အိတ်ကြဖို့ဂရင်ပြဿနာတက်နေပါတယ်။နှစ်ယောက်အိတ်ဂရင်မှာလေးယောက်အိတ်ပြီးတော့စီနီယာရီရဲ့ခန္ဓာကိုယ်ကကြီးနေလို့မဆန့်မှုဖြစ်နေပါတယ်။အဲဒါကြောင့်အီရိုရီလေးယောက်တွေကတယောက်ကဂရင်အောက်စင်အိတ်ဖို့လုပ်နေပါတယ်။ညယောက်မှဒီကိစ္စကိုတွေးပြီးတော့ခုတော့ကန်းချီကိုဆင်းဖို့လုပ်ပါတယ်။ကန်းချီကိုဆင်းဖို့အဝယ်စားလဲပြီးတော့ချီစာတို့နှစ်ယောက်ထွက်လာကြပါတယ်။အခုလိုကန်းချိန်မှာရှောက်လဲရတာဟန်နာအတွက်အမတ်တရတစ်ခုပြပြီးရင်ဘတ်ထဲမှာတေချာတင်ထားဖို့စုံပြက်လိုက်ပါရယ် သူ့ဘွားရဲ့အမတ်တရားတွေထဲမှာစင်တရားတွေအုပ်စုကကိုတုံးလုံးကြီးတွေနဲ့ပါလာလို့စိတ်ငြိမ်သွားပြန်ပါတယ်။ဒီနေရာမှာဆက်နေဖို့မဖြစ်တာကြောင့်တခြားနေရာကိုသွားဖို့ဟန်နာကပြောလိုက်ပါတယ်။တခြားသူတွေရှိနေရာကြောင့်စင်တရားတွေလည်းဘောင်းမီပြန်ဝင်လိုက်ရပါတယ်။လေစင်းနေတဲ့သူတွေကိုမြင်တော့ကိုကြီးလည်းစိတ်ဝင်စားသွားပါတယ်။ပြီးကြရင်ဘသူအောက်ဆင်းအိတ်မလဲဆိုတော့လေစင်းရင်စုံဖြတ်ဖို့ကိုကိုကြီးကစိန်ခေါ်လိုက်ပါတယ်။သူ့ထက်ငါသားရဲဆိုပြီးအီရိုရီကလက်ခံလိုက်ပါတယ်။အီရိုရီကရေမကူးတတ်တာကြောင့်ခြေစားကစိတ်ပူနေပါတယ်။ ဒါကြောင့်ပဲခြေကြောင်ကိုသူတို့နှစ်ယောက်ကြားလေးစည်းဖို့ခေါ်လိုက်ပါတယ်။လေးစားစီတော့အောက်ကိုပြုံးမကြလက်ကင်တွေကိုကင်ထားကြပါရယ်အကျဉ်ရုပ်တဲ့နှစ်ယောက်ကလက်ကင်တွေမှာစီရီတုတ်ထားလို့ချော်ထွက်နေပါရယ်လေစားထွက်တော့သူတို့နှစ်ယောက်ကလက်တပတ်စီလှုပ်ပြီးတော့ပြိုင်ကြပါရယ်ဟန်နာကသူတို့တွေလှေစည်းပဲပြောနေတာကိုတွေ့တော့အားကြနေခဲ့ကြပါရယ်လေရဲ့အောက်ခြေကိုခြေထောက်နဲ့ကားထားရင်သူတို့မပြုတ်ကြဘူးဆိုတာသိသွားခဲ့ပါရယ်အဲဒီချိန်သူတို့နှစ်ယောက်တယောက်ကိုတယောက်ပြုတ်ကြအောင်လုပ်ပြီး သူတို့နှစ်ယောက်လုံးအောက်ကိုပြုတ်ကျသွားကြပါတယ်။ဟန်နာကိုစီနီယာတွေကလှေစည်းဖို့ခေါ်ပါတယ်။ပထမရက်မှာတည်းအလဲလွန်ပြီးတော့ပင်ပန်းသွားကြပါတယ်။မနေ့ပြန်လိုင်စင်ဖြေရမှာမို့လို့ဒီညစောစောအိပ်ဖို့ပြောလိုက်ပါတယ်။စီနီယာတွေကဘသူအောက်စင်းအိပ်မလဲလို့ပြောလိုက်ပါတယ်။အီရိုရီခေါင်းကရေချမ်းပြင်နဲ့အရင်ထီတာမို့လို့အောက်စင်းအိပ်ရမယ်လို့ပြောလိုက်ပါတယ်။အောင်စင်းလိုအိပ်ပဲပြောရင်လိုင်းစင်စံပွဲမဖြစ်နိုင်ပါဘူးလေစိတ်ပူနေခဲ့ပါတယ်အချင်းနာနာကအကြံတစ်ခုရသွားခဲ့ပါတယ် အဲ့ဒါ ਈ ရိုတွေကိုသူတို့နေရာကြလှအိပ်ဖို့ပါအေးရွာအောင်သူတို့နေရာကြခေါ်အိပ်ခဲ့ပေမဲ့ ਈ ရိုတွေကဘလို့မှအိပ်မပြောပါဘူးသူ့ကိုကူညီဖို့ကိုအေးစာရီပို့နေပေမဲ့ကိုအေးကအိမ်မက်ကဘာကိုရောက်နေပါပြီနောက်နေ့မိုးလင်းမှာ ਈ ရိုတွေပို့ထားတဲ့စာရီကိုမြင်ပြီးကိုအေးလည်းကြောက်နေပါတယ်ကိုအေးမအိပ်ခဲ့ရမယ်စီနီယာတွေသိသွားပါတယ်သူတို့တွေတနာနေတဲ့ချိန် ਈ ရိုတွေရောက်လာခဲ့ပါတယ် ਈ ရိုတွေကကိုအေးထံအမှတ်ပိုများနေမယ်ဆိုတာပြောလိုက်ပါတယ်အဲ့ဒါကိုကိုအေးကဂျာမန်ဘာသာမှာတော့ ငါကပုံများတယ်ဆိုတာညင်းရင်နဲ့ရန်ထားပြကြပြန်ပါတယ်။သူတို့တွေကိုစီနီယာတွေကရံမဖြစ်ကြဖို့တားပါတယ်။သူတို့စားလုံးနေအောင်စီနီယာတွေကမယုံလို့သူတို့ကိုမေးခွန်းလေးတွေမေးကြည့်လိုက်ပါတယ်။ကိုအေးမဖြေနိုင်တဲ့မေးခွန်းတွေတော့အီရိုတွေကဖြေနိုင်နေပါတယ်။ညာတော့ကအိမ်မပြောလို့အီရိုတွေကစားတွေကိုလေးလာထားတာဖြစ်ပါတယ်။သူစားရတာမယုံလို့ကိုအေးကခက်ထားတွေရေးမိလိုက်ပါတယ်။ဘလောက်ခက်ခဲအီရိုတွေကအေးအေးဆေးဆေးအလွယ်တကူဖြေနိုင်နေပါတယ်။ဒါပေမဲ့လက်တင်ဂီတာကို အီရိုတွေကတကားမှမမှတ်မိခဲ့ပါဘူးညာတော့ကမြင်ခဲ့တဲ့မြင်ကွင်းကြောင့်မှတ်လို့မရခဲ့ကြောင်းပြောတာ哦ဒါတို့ဘယ်သူမှမယုံကြပါဘူးအဲ့ချိန်အပေါ်တက်ကနေအဲ့ရထားပြီးဆင်းလာတဲ့နာနာကာနဲ့အီစုကောင်မြင်ပြီးအကုန်လုံးကလန့်သွားခဲ့တာပါအဲ့ကြောင့်မှညာတော့ကအီရိုတွေဘလောက်ဒုက္ခရောက်ခဲ့လဲကိုကျင်းစာသွားခဲ့ပါတယ်အီစုကောင်နဲ့နာနာကာကိုအခန်းနဲ့ပြန်ပို့လိုက်ပါတယ်အိမ်မရရင်စောင်းပွဲမပြေနိုင်ပါဆိုလို့ကိုကိုလှည့်ပင်းပြန်ညှင့်ထားတော့ကိုလည်းစီနီယာတွေသိသွားခဲ့ပါတယ်ဒီလိုနဲ့ပဲလိုင်းစင်သားစောင်းပွဲပြေတဲ့ အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။လိုင်စင်တင်တန်းဆိုတာရင်ငုတ်တဲ့ရာမှာဖြစ်တဲ့အကြောင်းအရာတွေကိုမေးတာဖြစ်ပါတယ်။လိုင်စင်စာပွဲဖြေထားတဲ့အကြောင်းရင်းကိုမေးတာဖြစ်ပါတယ်။အီရိုရီစာပွဲဖြေတာကိုခြေစာသွားကြည့်တော့ရင်ငုတ်တဲ့အကြောင်းအရာတွေကိုမေးထားတာကိုနော့ကုတ်တွေဖြေထားလို့နှစ်ပန်ကျင်းပေးလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်ပဲလိုင်စင်အောင်သွားပါတယ်။ဒီလိုနဲ့နာနာကရင်ငုတ်ကရိယာတွေအကြောင်းအသေးစိတ်ရှင်းပြနေပြီးတော့အငယ်လေးတွေကိုလိုက်လုပ်ခိုင်းပါတယ်။လေးကျင်ရဲ့ဖီအားက60ယောက်ကြာလာလို့ အပေါ်ပြန်တက်လာကြပါရယ်ပရက်ရှာဘလောက်ကျန်တာပြရင်းနဲ့အီယိုရီတို့ထက်ရံဖြစ်ကြပြန်ပါရယ်သူတို့၃ယောက်က60 90ကျန်ပြီမဲ့စီနီယာတွေက100တောင်ကျန်ပါသေးတယ်ဒါပေမဲ့ဘလောက်ကျန်ကျန်ရင်ငုပ်ရတာအဖွဲလိုက်လုံးဆောင်ရတာဟုတ်လို့တယောက်တည်းရင်အကုန်လုံးကတက်လာရတာပါအဲ့ဒါကိုဟန်နာကကြားတော့တင်းနဲ့အဖွဲသူအနေခံရတာကိုပြန်တွေးမိပါရယ်ပင်လယ်ထဲမှာလင်းရင်အနေအများလို့မလိမ်ဖို့ပြောပြလိုက်ပေးတဲ့နောက် နောက်တခါရေပြန်ငုံကြပြန်ပါတယ်လေးကျန်နာပြီးတဲ့ချိန်နာနာကသူတို့ရဲ့ဖီအားကိုမေးလိုက်ပါတယ်ကိုအေးနဲ့အီရိုဒီစီမှာ90စီကျန်နေပြီးတော့ဟန်နာမှာ60ပဲကျန်မာတော့တယ်လိန်ပြောဖို့လုံနေတော့သူ့ကိုကြည့်နေတဲ့အီရိုဒီကိုမြင်တော့ကြောက်ပြီးအမှန်တိုင်ပြောလိုက်ရပါတယ်အပေါ်ရောက်တော့ဟန်နာကလိန်ပြောဖို့လုံနေတယ်ဆိုတော့အီရိုဒီသိနေခဲ့ပါတယ်။အားကြောင့်ဟန်နာကိုအီရိုဒီကစီနီယာရီစီခေါ်သွားခဲ့ပါတယ်။ ဂျူနီယာတွေကစီနီယာတွေကိုယူသေးတယ်လို့စီနီယာတွေကလည်းအငယ်လေးတွေရဲ့အမအကိုခွဲလွတ်ပေးတဲ့အကြောင်းပြောလိုက်ပါရယ်။အီရိုရီကအကုန်လုံးအဆင်ပြေနေလို့စိတ်အေးသွားတဲ့ချိန်သူ့စီကိုနန္ဒာက ရောက်လာခဲ့ပါရယ်။ဒီပုံစံတိုင်းဆက်သွားရင်အီရိုရီကလိုင်စင်တင်တဲ့ကြနိုင်တယ်ဆိုတာအီရိုရီကိုပြောပြလိုက်ပါရယ်။ဒီစကားကိုကြတော့အီရိုရီလည်းစိတ်ထိတ်ခိုက်သွားပါတော့တယ်။ဆောင်းမွေကြနိုင်တယ်ဆိုတာအီရိုရီသိတော့ကြောက်နေခဲ့တာပါ။အီရိုရီကမက်ကိုအတုံးပြူတဲ့နေရာမှာမကြမ်းကျင်လို့ဖြစ်ပါရယ်။ ဒီကြောင့်အီရိုဒီနဲ့ဟန်နာကသိရင်ဘလောက်တောင်လောင်လိုက်မလဲဆိုတာစိုးရိမ်နေပါတယ်။ကိုပိုင်မက်ရှိပြီးတော့အနားမှာရေကန်နဲ့ပင့်လဲရှိတာကြောင့်ကိုဘာသာခိုးလိကျင်ဖို့စုံပြက်လိုက်ပါတယ်။ခိုးလိကျင်တော့တခြားသူတွေမသိအောင်အိတ်ဆေးခတ်ဖို့ပါကြံလိုက်ပါတယ်။နမဲအော်ခေါ်နေရအောင်မကြလို့ခြေစားအနားရောက်လာခဲ့ပါတယ်။အီရိုဒီကအကုန်လုံးကိုဆေးခတ်ဖို့ကြံနေတာသိတော့ခြေစားကလန်သွားခဲ့တာပါ။စီနီယာတွေကဈေးသွားဖို့ကားငါထားပါတယ်။သူတို့အတွက်ကားထားတဲ့ကားအရန်ကျက်လို့စိတ်ငြင်းသွားပါတော့တယ်။ရှေ့ရောက်ဆန်းက ငါထားတာကိုပိုင်ရှင်က၄ရောက်စံကားပြင်ပေးထားတာဖြစ်ပါတယ်။သူ့မအူတောင်းပန်နေနေနဲ့ဆိုင်ရှင်ကနောက်မိုးပွင့်ကားကိုပြင်ဆင်ပေးထားတာဖြစ်ပါတယ်။အမိုးပွင့်ကားဆိုတော့ရင်ခုန်သွားပေမဲ့မတင်ထားတာချင်းဖြစ်နေတော့ထပ်ပြီးစိတ်ညစ်နေရပြန်ပါတယ်။ဒီကားကိုမောင်းဖို့မောင်းတက်တဲ့သူတွေကနိုင်စင်မေ့ကြံခဲ့လို့ဟန်နာကပဲမောင်းလိုက်ရပါတယ်။ဟန်နာကယောက်ျားလေးတွေတင်ပြီးတော့ခြေစားကားကတော့မိန်းကလေးတွေတင်ပြီးမောင်းပါတယ်။ဒီလိုနဲ့ကုစားချင်တာစားဖို့ ဈေးပါလူစုခွဲလိုက်ကြပါရယ်ဟန်နာတယောက်စီနီယာတွေနဲ့ဈေးလိုက်ဝယ်ရင်းနဲ့ထူးဆန်းတဲ့အခေါ်အဝေါ်တွေကြောင့်လန့်နေခဲ့ပါရယ်ဒီလိုပုံမှန်မဟုတ်တဲ့ကြောင့်ကိုကြီးနဲ့ခြေစာကိုပါအကြံပေးလိုက်ပါရယ်ပထမကတော့ထူးဆန်းနေပြီမယ်ဒီဒေတာခေါ်တဲ့ငါးနာမည်တွေပဲဖြစ်ပါရယ်အီရိုရီတယောက်အစိတ်ပါရယ်ငါ့ကိုလိုက်ရှာနေမယ်ကြံတဲ့သူတွေကရိမ့်မိနေပါရယ်ဒီလိုနဲ့ပဲအိမ်ပြန်ရောက်တော့ဟင်းချက်ဖို့နှစ်ယောက်စီခွဲလိုက်ကြပါရယ်ကိုကြီးနဲ့ဟန်နာဟင်းချက်နေတဲ့ချင်းခိုးပြီးတော့လေးကျင်ဖို့ဆုံးဖြတ်လိုက်ပြီးခြေစာနဲ့ဟင်းချက်ဖို့ဆူတောင်းနေခဲ့ပါရယ် အီရိုရီရဲ့ပုံစံကိုပြင်ပြီးတော့ခြေစာဟင်းတူတူချက်ဖို့လက်နေခဲ့ပါတယ်။မိဖို့ကြောင့်အတူဝင်ပါပဲ။အီရိုရီကသူ့ပြဿနာကိုရင်ဖွင့်လိုက်ပါတယ်။ရေသားဖို့ဝင်လာတဲ့ဟန်နာနှစ်စုံနှစ်ပြားကြပြီးတမျိုးထင်သွားခဲ့ပါတယ်။ကိုကြီးကိုပြောပြမလို့ မယုံလို့ကိုအေးကိုရိုင်းသွားပြီးချောင်းလိုက်ပါတယ်။အီရိုရီတို့ပြောနေအောင်ကိုနှစွန်းတစ်ပြားကြားပြီးတော့ကိုအေးပါအမောင်လောကရင်ရောက်သွားပါတယ်။အီရိုရီတို့နှစ်ယောက်တကယ်တွဲနေလားဆိုတာကိုတန်တရားဝင်လာပါတယ်။ညပိုင်းအကုန်လုံးအိတ်နေတဲ့ချိန်ခြေစာတယောက်တိတ်တိတ်လေးခိုးထွက်လာခဲ့ပါတယ်။ဟန်နာနိုးလာတော့ခြေစာမရှိလို့အောက်ထက်ကိုဇင်းလာခဲ့ပါတယ်။အိမ်ပြင်မှာအဝိချုပ်ဖို့ပြောနေတဲ့အီရိုရီရဲ့အတန်ကိုကြတော့တန်တရားစိတ်တွေပို့ဖြစ်လာခဲ့ပါတယ်။လက်ကူးလက်ချက်မိပြီးဆိုပြီးအပြင်ကိုထွက်လိုက်ပါတယ်။ လက်ဘူးလက်ချက်မိပြီဆိုပြီးအပြင်ကိုထွက်ကြည့်လိုက်ပါတယ်။ခြေစားအီရိုရီရဲ့ကောင်းကိုခြေနောက်နဲ့နင်းထားတာကိုမြင်တော့ဟန်နာလည်းလန့်သွားခဲ့ပါတယ်။ဟန်နာကိုမြင်တော့အတင်မလွှဲအောင်ရင်ငုတ်လေးကျင်နေတယ်ဆိုတာကိုပြောပြလိုက်တာပါ။ဟန်နာကမယုံတော့ခြေစားရှင်းပြလိုက်တော့မှယုံသွားခဲ့ပါတယ်။ရင်ငုတ်တာဘာကြောင့်ခိုးလုံနေရလဲဆိုတာကိုဟန်နာလည်းနားမလည်နိုင်တော့ဘူး။တခြားလူတွေသိရင်အလောင်ခံရမှာစုလို့လို့ပြောပြလိုက်ပါတယ်။ဟန်နာကသူ့ဘာဝိုင်းကူပေးဖို့ပြင်လိုက်ပါတယ်။ ဘေးကံအားဧည့်သည်တွေထွက်လာတဲ့ချိန်မှာရေကူးကန်ကမြင်ကွင်းကြောင့်ရဲအုပ်ဖုံးလန်းဆက်လိုက်ပါတယ်။သူမြင်လိုက်ရတာကချီစာနဲ့ဟန်နာတို့ကအီရိုရီရဲ့ခေါင်းကိုတနင်းထားကြတာဖြစ်ပါတယ်။ဘလောက်ပဲကြိုးစားနေပါစေညနေဖုံးထဲမှာရေရေကြံနေသေးလို့စိတ်ညစ်နေရပြန်ပါတယ်။ရေကြောက်တဲ့စိတ်ကိုဖျောက်ဖို့အတွက်အဝတ်တွေအကုန်ချုပ်ပြီးစိတ်အေးနဲ့ရေစိမ့်နေပါတော့တယ်။နောက်ကြနေပြီမို့ချီစာတို့ကိုအရင်ပြန်အိတ်ခိုင်းလိုက်ပြီးတော့သူကတော့ဆက်လက်ကျင်းဖို့လုပ်ပါတယ်။ တယောက်တည်းကျန်တော့တဲ့ချိန်မှာရဲရရှိတယောက်ရောက်လာခဲ့ပါတယ်ဒီနေရာမှာဇုံတွဲတွဲမဖွဲမရလုံနေတဲ့ဆိုပြီးတိုင်ကြားချက်ကြောင့်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီနေရာကသူရောက်တဲ့ဟာဘာမှမရှိဘူးဆိုတာအာမခံပြီးလိုက်ပါတယ်ကုတုံးလုံးဖြစ်နေအောင်လဲရဲမမြအောင်နေရန်ကိုကန့်နေလိုက်ပါတယ်ဘောင်းမီကအဝေးရောက်နေလို့ရဲရရှိပြန်သွားတဲ့အချိန်ကိုစောင့်နေခဲ့ပါတယ် နောက်နေ့မနက်မိုးလင်းပြီးတော့အီရိုရီဖြားနေလို့မနက်စားလဲထမစားနိုင်ပါဘူး။နာနာကာတို့နိုးလာမှအီရိုရီတကူလုံးပူချက်နေရကိုသိလိုက်ရတာပါ။အီရိုရီကောင်းကောင်းနားရအောင်အိမ်မှာပဲထားခဲ့လိုက်ပါတယ်။နေ့လေလောက်ရောက်မှအီရိုရီလည်းနိုးလာပါတယ်။အီရိုရီနိုးတာနဲ့အာဇူကာကကစားစရာတွေယူလာပြီးတော့အခန်းထဲရောက်လာပါတယ်။သူ့အတွက်နဲ့ရေငုပ်လိုက်မသွားလို့အီရိုရီကအာနာနေခဲ့ပါတယ်။အီစုကယူလာတဲ့ကြက်တုံပင်ကြီးမြင်ပြီးတော့အီရိုရီလည်းလန့်သွားပါတယ်။အနီးနားကဈေးဆိုင်တွေကပိတ်ထားလို့ ိမ်တွင်းဒီနဲ့အပြားကြောင်လှုပ်ဖို့ယူလာခဲ့တာပါဒါပေမဲ့ကျက်တုံပင်နဲ့အပြားကြောင်လှုပ်တဲ့နေ့ကနှစ်နီးကြီးလို့အီရိုရင်လည်းဖင်ကျင်းနေခဲ့တာပါအီစုကလေပင်ဆန့်ခိုင်းလိုက်တော့မှအသက်ရှူချောင်းသွားပါတော့တယ်လေပင်မှာတပင်ပတ်ပြီးတော့နောက်တပင်အတွက်ဘောင်းမီချုပ်ခိုင်းလိုက်တော့အပြားမကြိုက်နေပါစေဆိုပြီးတော့အခဲနဲ့ကထွက်ပြေးလာလိုက်ပါတယ် ညာပိုင်းတွေပါလို့အဲ့မဲ့ပြောတာလဲဆိုတော့အိုက်ဆိုကာကမေးလိုက်ပါတယ်။နာနာကာနဲ့အီဆိုကာကြားမှာနေရတာစိတ်လုံရှားပြီးအဲ့မဲ့ပြောတဲ့ကြောင်ရှင်းပြလိုက်ပါတယ်။အဲ့ချိန်အီဆိုကာကစိတ်မလုံရှားအောင်သူနဲ့တူလုံမလားလို့တဲ့ကြီးမေးချလိုက်ပါတယ်။ဒီလိုကိစ္စအောင်လွယ်လွယ်နဲ့မမေးရအောင်ဆိုတာအီရိုရီကပြန်ပြောလိုက်ပါတယ်။အီဆူကဒီလိုစကားကိုလူတိုင်းကိုမမေးပေမဲ့အီရိုရီကိုသဘောကျလို့အီရိုရီစန္ဒရှင်လက်ခံတဲ့ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။အီရိုရီတယောက်ကစန္ဒကိုတိတ်ခါနဲ့ထိန်းလိုက်ပါတယ်။ ဥယျင်ကလေးကမိန်းကလေးထဲမှာဆိုနာနာကယောက်ျားလေးတွေမှာဆိုတိုကီကိုကြိုက်ဖူးပါတယ်တိုကီကိုကြိုက်ရတဲ့နဲ့ဘာဖြစ်လို့မကြိုးစားတာလဲလို့မေးလိုက်ပါတယ်တိုကီမှာရည်စားရှိလို့ရှေ့ဆက်တိုးဖို့စိတ်မကူဘူးဆိုတာကိုပြောပြလိုက်ပါတယ်စီနီယာတိုကီမှာရည်စားရှိလို့အီရိုရီလည်းရှင်ခံသွားရပါတယ်စိတ်တက်တွေလည်းအဝီစီးတွေထိုးကြသွားလို့ဘေးမှာရှိတဲ့အရက်ပလင်းကိုဆွဲမော်လိုက်ပါတယ် ကိုအေးရောဟန်နာရောလိုင်စင်ရလာလို့နှစ်ယောက်လုံးပြောနေကြပါရယ်စီနီယာတွေကလည်းသူတို့နှစ်ယောက်ကိုဂုဏ်ပြုပေးလိုက်ကြပါရယ်အောင်ပွဲခံမှုအိမ်ပြန်လာတဲ့ချိန်မှာအီရိုရီနဲ့အီစုကပေါက်နေကြပါရယ်အီရိုရီကအဝေစားမပါတဲ့အပြင်ဖေမှာစက်တုံပင်ကြီးစိုက်နေခဲ့တာပါစီနီယာတွေကလည်းနောက်ထပ်ကျွန်းကိုသွားဖို့စီစဉ်ပါတော့တယ်ပြည်တွင်းခင်းစဉ်ဖြစ်ပေမဲ့ထိုင်ဝမ်နဲ့ဘူနီးယားကြောင့်လေရင်ပြန်နဲ့ထပ်သွားရပါရယ် လေးစိတ်ကိုရရောက်ခြင်းအီရိုရီနဲ့ကိုရီတို့ကပြယာဘူးကိုဖောက်ပြီးတောက်ဖို့လုံနေလို့ခြေစားနပံချင်းပေးလိုက်ပါတယ်။ကျွန်းကိုရောက်တော့ကျိုးပြီးရောက်နေတဲ့စီနီယာနှစ်ယောက်ကလာကြပါတယ်။စီနီယာတွေကဒီကျွန်းရဲ့အော်တိုရီဆိုတဲ့အရက်တောက်တဲ့ဓလေ့ကိုသိချင်လို့လာခဲ့ကြတာဖြစ်ပါတယ်။အော်တိုရီဆိုတဲ့ဓလေ့ကြောင့်ပဲဒီကျွန်းကိုလာဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဂျူနီယာတွေကပထမအဆုံးရေကုတ်တဲ့သူတွေဖြစ်စောင့်ငုံဖို့ဂုဏ်ယူနေကြပါတယ်။ဒါပေမဲ့မနေ့ကအီရိုရီဖျားနေလို့လိုင်စင်မရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ရေငုတ်ဖို့အတွက်မော်တော်စီးပြီးတော့ထွက်လာခဲ့ပါတယ်။ရေအောက်18မီတာအနက်အောက်ရေငုတ်ရမယ်ဆိုတာကိုနာနာကာကရှင်းပြနေပါတယ်။18မီတာအောက်ငုတ်မယ်ဆို လိုင်စင်ရှိပါရမှာမို့အီရိုရီအတွက်စိတ်ပူနေပါတယ်အီရိုရီကမော်တော်ပေါ်မှာပါတယ်အပျော်ရမ်းရေငုပ်အဖွဲနဲ့ငုပ်ဖို့ဆုံးဖြတ်ထားခဲ့တာပါဒါမှမဟုတ်ရေက၃ချိန်တောင်ငုပ်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဟန်နာကသူမငုပ်နိုင်ပါဘူးစိုးရင်ပြီးတော့အီရိုရီနဲ့ကြံခဲရင်တာကောင်းမလားလို့စဉ်းစားနေတာပါစီနီယာတွေနဲ့ကြီးစားပါရှိလို့ဟန်နာကိုလိုက်သွားဖို့အားပေးလိုက်ပါတယ် ရင်ကုန်တဲ့အဖွဲကစတင် ရေအောက်ကိုဆင်းခဲ့ပါရယ်ရေအောက်ကလှတရားတွေကိုမြင်တော့အကုန်လုံးလည်းအံ့ဩနေခဲ့ကြပါရယ်ခြေစာတွေ့သမျှတပ်ပုံလိုက်ရိုက်နေခဲ့ပါရယ်ပထမချိန်ပြန်တက်လာတော့ရေအောက်မှာမြင်ခဲ့သမျှပြန်ပြောရင်းနဲ့ပြော့နေခဲ့ကြပါရယ်ဒုတိယချိန်ရေပြန်ငုတ်ခါနေအီရိုရီရဲ့အားငယ်နေတဲ့မျက်နှာကိုခြေစာကမြင်လိုက်ပါရယ်ရေအောက်အလှတွေကြည့်ရင်းနဲ့အီရိုရီကိုတနာတဲ့စိန်ဖြစ်လာခဲ့ပါရယ် နေ့လယ်ထမင်းစားချိန်ရောက်တော့လဲအီရိုရီကဘာစကားမှမပြောတာကိုလဲအကောင်လုံးကတတိထားမိခဲ့ကြပါရယ်ချီစာကနားကိုက်လို့ဆိုပြီးလေပေါ်မှာနားနေခဲ့မယ်လို့နန္နာကာကိုပြောလိုက်ပါရယ်လေအနောက်မှာထိုင်နေတဲ့အီရိုရီသွားပြီးတဲ့နောက်နောက်နေကြိုးစားလို့ရသေးတယ်ဆိုလို့ဆိုပြီးတော့အာပိစကားပြောလိုက်ပါရယ်အန်နဝါပြတိုင်လက်မဲ့တွေလဲအများကြီးရှိတယ်ဆိုတာကိုပြောလိုက်ပါရယ်အမေတော့အီရိုရီကစိတ်ညစ်နေလို့မဟုတ်ပဲလှိုင်းမှုနေတာပဲဖြစ်ပါရယ်အဲဒါကြောင့်ချီစာကော်ဖီပူပူလေးဖြော်တိုက်လိုက်ပါရယ် သူ့ကြောင့်လည်းရင်ကုန်မလိုက်သွားလို့ချီဆောင်ကိုကျေးဇူးတင်နေခဲ့ပါတယ်ရင်ကုန်တော်ကိုလည်းလက်မလျှော်ဘူးလို့ပြောလိုက်ပါတယ်အကုံလုံးနဲ့တူရင်မကုန်နိုင်ပေမဲ့အကုံလုံးပြောနေရအောင်ကြည့်ပြီးအပြော်ရီကူဆက်သွားခဲ့ပါတယ်ဒီလိုနဲ့ရင်ကုန်ပြီးသွားတာကြောင့်ကန်းဆက်ကိုပြန်လာခဲ့ကြပါတယ်ညပိုင်းကိုရောက်တော့စီနီယာတွေကအော်တိုရီပွဲကိုဆင်နွှဲဖို့ပြင်နေခဲ့ကြတာပါသူတို့တောင်းမဲ့ဆိုင်ကပိတ်ထားလို့ပွဲလည်းပြတ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလိုပုံစံနဲ့ပွဲကိုမပြတ်ခဲနိုင်နဲ့စီနီယာတွေက ကိုပိုင်အော်တိုရီပွဲကိုဆင်နွှဲဖို့လှုပ်လိုက်ပါတယ်။အော်တိုရီပွဲဆိုတာတအိုးတွေကအရက်တွေကိုအတူတူခန့်တောက်ရတာဖြစ်ပါတယ်။လူတကိုအကြိုက်တဲ့မျိုးဆိုတဲ့အတိုင်းပဲမကြိုက်တဲ့လူရှိနိုင်တဲ့အတွက်စီနီယာတွေကမျက်မျက်တတစီစဉ်လိုက်ပါတယ်။အဲ့ဒါကတော့ကိုမကြိုက်တဲ့အရက်တွေကိုအိုးတွေထည့်လိုက်ဖို့ပါ။အိုးတွေကိုအရက်မထည့်ခင်ရောပြောချင်တဲ့အမှတ်တရစကားကိုလည်းပြောရမှာဖြစ်ပါတယ်။စီနီယာပူကီနဲ့တူကီတို့ကဦးဆောင်ပြီးတော့အရက်ပြင်းတွေကိုလည်းထည့်လိုက်ကြပါတော့တယ်။တခြားစီနီယာတွေလည်းအမှတ်တရစကားတွေပြောပြီးအရက်တွေလောင်းထည့်ပါတော့တယ်။ အရက်တွေကတကယ်အပြင်းစားရင်မလို့အီရိုရီတို့နှစ်ယောက်ကမတော့ဘူးဆုံးဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်လဲရောက်တော့အဲကိုဟောပါရာရီရှော့ဖို့ရေတွေထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့ရေတွေထည့်ဖို့လုံနေတာစီနီယာတွေသိတော့စိတ်ဆိုးသွားကြပါတယ်မတက်သားတဲ့အဆုံးပါတော့အခန်းထဲမှာရှိရဲ့ပလင်းတွေကိုထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အရက်ထည့်ရင်နဲ့အရန်ချက်ကြတဲ့သူတို့နှစ်ယောက်ကစကားများရင်ရန်ထပြင်ကြပြန်ပါတယ်အရက်ထည့်ပြီးတော့တယောက်ကိုတစ်ခွက်စီအပြည့်တောက်ရမှာဖြစ်ပါတယ် ဘယ်လိုမျိုးမှညင်းမရတဲ့ဆိုစိတ်မလွတ်အောင်တောက်ထဲလိုက်ပါတော့တယ်။ဘလောက်ပဲထိန်းနေမကြေးအရင်ဝင်လာနဲ့ပလက်တွေကျုပ်ကုန်ပါတယ်။အချိန်တက်နေမှအရက်ကုန်သွားလို့ဟန်နာကသွားဝယ်ပေးဖို့လုပ်ပါတယ်။တယောက်တည်းမသိနိုင်လို့အီရိုရီကအဖို့လိုက်သွားခဲ့ပါတယ်။အီရိုရီကအဝတ်မပါဘဲလိုက်လာလို့လမ်းမှာရဲတွေစစ်တာခံလိုက်ရပါတယ်။ပြန်ရောက်တော့စီနီယာတွေကအီရိုရီရဲ့လုံရက်ကိုထောက်ခံနေလို့ဟန်နာကဒေါသတွေထွက်နေခဲ့ပါတယ်။လမ်းမှာအချက်ကွဲလာလို့အီစုကပေးတဲ့ခွက်တစ်ခွက်တည်းမော့ချလိုက်ပါတယ်။ ဒီခွက်ထဲမှာအော်တိုရီပွဲကလက်ကျန်တွေထည့်ထားတာမဟုတ်လို့ဟန်နာလည်းတခါရင်မှောက်သွားခဲ့ပါတယ်။နောင်တက်တာပြီလို့ထင်ထားပေမဲ့ခဏနေတော့ပြန်ထလာခဲ့ပါတယ်။အယံမူပြီးတော့အီရိုရီတို့နှစ်ယောက်ဖောင်းမိကိုလိုက်ချွတ်နေလို့ထွက်ပြေးနေရပါတယ်။ဒီလိုနဲ့သူတို့ရဲ့ခီးစင်းလေးကပျော့ပျော့ရွှင်ရွှင်ပြီးဆုံးခဲ့ပါတယ်။ချီစာသူတို့တွေရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေကိုပြန်ကြည့်ရင်ဇလန်းလေးပြီးဆုံးသွားခဲ့ပါရှင်။ တယ်လန်လီယာတီမာရင်ပြေဆုံးသွားပါပြီ။နားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းဘလို့ဇလန်းကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်းနားဆင်ပေးပါအောင်ရှင်။